မိကလင်ကလှုပ်လိုက်တဲ့အခါကျတော့စိအုပ်စုကတော့ဆရာတော်တို့ကိုဘယ်လိုများသဘောထားမယ်မသိဘူးစိအုပ်စုကတော့ဒီမိကလင်လှုပ်တာကိုသဘောကျမယ်ဗျာကျတာပေါ့အဲဘာကြောင့်လဲဆိုတော့သူဘုံကျဲဖို့အတွက်ဟုတ်လားတနတ်ဝယ်ပြီးတော့ဒုဒုတွေတတ်ဖို့အတွက်ကတိတ်မလို့တော့လူမြတ်ရဲ့သဘောတရားဒီသူ့ရဲ့အပြောအဆိုအလို့အကန်အကျန်းစီတွေဟာအများကိုစိုးကျိုးတက်ရောက်မှုတွေဖြစ်နေပြီဆိုဒါလူမိုက်အလို့ပဲလူမိုက်အပြောလူမိုက်အကျန်းပဲဆိုတော့ဒီလူမိုက်ရဲ့ အင်းအားကြီးရင်ကြီးတယ်လို့သူ့ရဲ့ပဝင်းကျင်မှာတက်ရောက်မှုတွေအများကြီးဖြစ်တာအဲ့လိုလူမိုက်ကိုဗုဒ္ဓကအတေဝနမမီဝဲနဲ့မသိကတ်နဲ့လို့ပြောမပေါင်းသိနဲ့လို့ပြောတာပြီးတော့အတေဝနရဲ့နောက်မှာသူတို့ကဘလောက်ထိကျက်ပြတ်တယ်လဲဆိုလို့ကြည့်ရင်မပေါင်းသိနဲ့ဟုတ်တယ်ရှောင်ရမယ်ရှောင်လို့မရဘူးလားတားဟွန်းနော်တားမရမယ်တားမြစ်လို့မရဘူးလားရှိနေလို့ရှိရင်ဒီသိုးကျိုးတဲ့ရောမဖြစ်နေပါလေပယ်ရှားရမယ်ရာယဝလဒီနာအာမနုဝကူနုမအစွာဒီကီဘောနော် ိုတတ်ဝင်ယုံကြည်သူအတင်တို့ဒီတစ္ဆာဝါဒီတို့နဲ့သာအတူတကွာယက်တီကြအလိုဒီလိုကျွန်တော်မြေကိုရာငါမိန်ကြားသူတို့ဝလာတူတူအမရလ်မုစလီဖီဒီအာနာရှင်ရဲ့အမိတ်မတမာသူတွေရဲ့အမိတ်ကိုဩဇာမခံကြနဲ့လို့ကျွန်တော်မြေကိုရာငါဒီလိုပြောပါပထမမြောက်သောဆာလံအပိုင်ငယ်တစ်ကနေ၃ပါမတရားသောသူတို့ဤတိုက်တွန်းခြင်းတို့မလိုက် လူဆိုးတို့ဤလမ်းတွင် မရက်မနေမထီမဲ့မြင်ပြသောသူတို့ဤအစည်းဝေး၌မထိုင် ဒီလိုဒီလိုတားမြစ်ထားတယ်။မတရားသောသူတိုက်တွန်းတဲ့တိုက်တွန်းခြင်းတော့ကိုမလိုက်ရအောင်။အခုအာနာရှင်ဆိုတာတရားသောသူလားမတရားသောသူလားဒါစဉ်းစားကလေးရစသိတယ်။အလုံးတော်လန်သောနေသည့်ဖြစ်ပါစေ။ဘာသာရေးကပြောတဲ့နိုင်ငံရေးတကားများအစီအစဉ်ကနေပြန်လဲကျူစွလိုက်ပါရယ်။ဦးဇင်းတို့အရင်နေ့ကဆွေးနွေးခဲ့တဲ့မြန်မာနိုင်ငံမှာကြုံကြိုက်ခဲ့တဲ့ညီငလေးနဲ့ပတ်သက်ပြီးဒီနေ့စစ်မိတ်စာစစ်ဘလူးတွေမဘာဒဖုန်ကြီးတွေရဲ့အသွင်စိတ်တရံတွေကို လစ်ဟာပြလိုက်တဲ့အကြောင်းအရာတွေကိုဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ဆွေးနွေးချက်စတုထပိုင်းကိုအခုလိုတင်ပြလိုက်ပါတယ်။ NUG ပါဝင်ပေါ့နော်ဒီဟိုမာမင်းညီနောင်သုံးဘွဲ့ကရောပြစ်ခတ်ရဆဲရေးပေါ့ဒီပြညာတယ်ပေါ့နှစ်ပတ်နော်အဲမှာ NUG လည်းထုတ်ပြန်တယ်လေထုတ်ပြန်ပါလားကာကွယ်ရေးကထုတ်ပြန်တယ်အဲ့ဒီအချိန်ကသူတို့ဘာပြောခဲ့တယ်လဲအဲသူတို့ဆက်တိုက်မှာပဲဆိုတော့ ဟုတ်တယ်ပြောတယ်နော်ဟိုဘောင်းလို့ဆိုတော့တဲ့အပြစ်ကရံသေးတယ်ဆိုတော့လည်းပဲသူတို့တက်တယ်သူ့ဖွဲ့ပြဒါလည်းဟိုဘောစစ်တိုက်နာနဲ့တူတူပဲဆိုတော့ဒီပီပီမှာဒါဦးဇင်းတို့နားထောင်ရတဲ့တရင်နေနော်သူအဲ့လိုမျိုးနေသားမျိုးရှိတယ်ပြီးတော့ငါတို့တော့မရဘူးကွာဆိုတဲ့အေးအပေါ့မျိုးပဲလေသူတို့လည်းပဲတိုင်းနိုင်ငံတကာရဲ့ဖီအားတွေကိုဟိုအိန္ဒိယတွေကတော့ပြန်သွားတယ်လေပြန်သွားတဲ့အခါမှာဒီကြီးသားနေဂျားထဲမှာကျွန်တော်တို့မကယ်နိုင်ပါဘူးဆိုတော့ပြန်သွားတော့ကဘာတိသွားတယ်ဟိုပြန်နေတဲ့ဌာနတွေဒီရောက်သွားတာမို့လား ရောက်တဲ့ခါကျမှခုနလိုပေါ့ဟိုမကောင်းတတ်တဲ့ခါကျတော့ခုနလို23ရက်ပြက်ကန်စေပြင်ညာတယ်လေပြင်ညာပေမဲ့ပြောမယ်ဆိုလို့ချင်းတော့ဟိုဘုရားဘာသာဝင်တွေအမျိုးဘာသာသားသားကိုဆောင်းချောက်ပါတယ်ဆိုတော့ဟိုဒနာပြင်ညာနဲ့ပြည်စုံတဲ့မင်းကောင်းမင်းမြတ်ကြီးရဲ့အဝဝိုင်းကဘုရားစကားတော့နည်းနည်းနားထောင်သင့်တာပေါ့နော်ဘုရားကဘုရားရဲ့တထာဂရကူမှာဘာကြည့်တဲ့ဆိုရင်ယထာဝါဒီတထာဂါရီရဲ့ပြောရင်လုတ်တယ်ဗျလုတ်တလောက်ပဲပြောတာအင်းဆိုတော့ခုပြောတော့ အပြစ်ကရက်သေးပါတယ်ဒီနှစ်သက်တည်းရဲ့ရက်သေးပါတယ်ဆိုပြီးတော့ပြောပြီးတော့မလုပ်ဘူးမလုပ်ဘူးอืมဗုဒ္ဓရဲ့ဓာတော်တွေမြည်ခံပြီးတော့တော်တော်ခင်ဗျားပြောလို့ပေါ့အချက်တိတ်ခါတော်တော်မဲ့တယ်အချက်ဘတ်တိတ်ခါရောပါအဲ့လိုဒါအာနာရှင်ရဲ့သဘောတဘာဝပဲပေါ့နော်မှန်ပါဘူးကလေဒီအန်ယူဂျီရဲ့မနေ့ကထုတ်ပြန်ကြပါဆရာဟုတ်ကဲ့ဆရာမနေ့ကထုတ်ပြန်ကြရရဆိုရင်တို့ကဒီလေချောင်းဟာရောလက်နက်ကြီးနေရောဒီတပတ်အတွင်းမှာငလျင်လုတ်ပြီးတပတ်အတွင်းမှာတို့အပြစ်ခတ်ရက်ဆဲရတယ်ဆိုတဲ့တပတ်အတွင်းမှာ62ချိန်လောက်တယ်အချိန်ပေါင်း62ချိန်နော်62ချိန်78ရက်ကလေး6ရက် ဒီအသက်ဆုံးရှုံးတယ်အဲပြီးတော့အမျိုးသမီး30ဦးပါဝင်ပြည်သူ82ဦးအသက်ဆုံးရှုံးဒီတော့တွင်ပါဖြစ်တာဟုတ်လားဒါမနေ့ကအဲဒီတော့တွင်ပြင်မနေ့ကတရက်ထဲမှာတပိတော့ဒီဝင်းသူမျိုးနဲ့နန်းခမ်းကြီးရွာကိုသူလေးချောင်းကနေတိုက်ခိုက်လို့ပြည်သူ25ဦးအဲနေရာမှာတင်အသက်ဆုံးရှုံးတယ်ဒါဒဏ်ရရလို့24ဦးရှိသေးတယ်ရှိသေးတယ်ဟုတ်တယ်ဘယ်လောက်ရှိမှမသိသေးဘူးမသိသေးဘူးဆိုတော့ ဘလောက်ရက်ဆက်တုံးဒါလောက်ငလျင်နေလှုပ်လှုပ်နေတယ်သူကငလျင်လှုပ်တဲ့နေရာမှာအဓိကထိတာဆရာရဲ့သခိုင်းနဲ့မန္တလေးမန္တလေးဟုတ်တယ်သခိုင်း78ကျိန်မန္တလေး78ကျိန်လောက်ခဲ့တယ်ဟုတ်တယ်ဒီတိုက်ခိုက်မှုလက်နက်ကြီးတွေလေးကြောင်းတွေအဲ့လေအဲ့ဒါပဲသူငလျင်တန်းခံနေရတဲ့သူတွေကိုအခုချိန်ထိသူတို့ဟာမညာမတာပဲနဲ့ဒီပြည်သူကိုမဆရာခုနကပြောတာ ကုညီဖို့ဆရာမစင်းသားနဲ့ကိုမကူညီတဲ့အပြင်ငါတို့စန့်ကျင်တဲ့သူတွေဘလို့ငလျင်ဘယ်သဘောဘေးနဲ့ကြုံကြုံငါတို့နဲ့မတူအကုန်တတ်မှာ ဒါကြောင့်မို့သူ့ကိုခေါ်တာလေ passive စစ်တာဆိုတာအဲ့ဒါကြောင့်အဲ့ဒါအဲ့ဒါမို့ဦးသင်းတို့ဟိုသတ်တာချင်း Hindu Union နဲ့ဟိုဦးသင်းတို့သူတောင်းပွဲအပြည့်ဝလုပ်ခဲ့တော့ငါဦးသင်းပြောခဲ့တယ်လေဒီလူတွေဒီကတော့ဘာမှမမျှော်လင့်ပါနဲ့လို့နောက်တစ်ခါမဖတာတွေဒီကလည်းဘာမှမမျှော်လင့်ပါနဲ့ငါတို့မှငါတို့လည်းရှိတာပါလို့ပြောခဲ့တာပေါ့နော်ဆိုတော့ဆိုလိုကပြောချင်တာကဦးသင်းတို့ထုတ်ကြဆိုအချိန်နဲ့ဟိုအလိုက်တာလို့ပြောတယ်တင်ပါတင်ပါတင်ပါဆိုတော့ဒီလိုအခင်းကြီးနေဖြစ်လာပြီပေါ့နော်အခု ဆရာခင်းခဲ့တယ်နော်ဟိုဘက်62ခုနှစ်ဟိုအစောပိုင်းကလေးကစား59 59ရက်စားတာပါဘာသာနည်းလက်နက်ရှိအနာချင်းကိုချေတည်ခဲ့တာချေတည်ခဲ့တာပေါ့နော်ဖတ်စားပါလားကောင်းဆောင်နေပြုခဲ့တာအဲသို့တော့အဲ့ဒီကနေမှတက်ရောက်လာခဲ့တဲ့တက်ရောက်မှုကခေအဆက်ဆက်ခေအဆက်ဆက်ဥသိန်းတို့ဆိုရင်ပြည်သူတွေဟိုပညာမတတ်တဲ့အဆင့်တွေစာရိတ္တတွေချိုးရင်းသွားတဲ့အဆင့်တွေဒါဖြစ်လာခဲ့တာပေါ့နော်ဖြစ်လာခဲ့တာဒီတော့ဒီခု27နှစ်ဦးမှာဆိုရင်ပို့ပြီးတော့ တိတာလာတယ်ပေါ့ဗျာပူ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 စိုးလာတယ်ပေါ့နော်နေဝင်းတဲ့တန်းချီပူခဲလာတယ်တန်းချီတဲ့မြောင်းအောင်ပူခဲတယ်ဗျာအဲ့ပူ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 စိုးလာတယ်ဒါကဒီလက်ကြီးဖြစ်နေတဲ့အခင်းချင်းနော်အဲ့ကျတော့ဒီလိုစနစ်စိုးရင်အောက်မှာအခုလိုယူတင်တိလို့မရနိုင်တဲ့တဘာဝဘေးဒဏ်နဲ့ကြုံလာတဲ့အခါမှာဖြည့်ရှင်းလာတဲ့အခါပေါ့နော်အဲ့ကျတော့ပြည်သူကိုမျက်နှာမူပြီးဖြည့်ရှင်းတာနဲ့အတ္တကိုကျိုးကိုကြည့်ပြီးဖြည့်ရှင်းတာနဲ့ကွာခြားလာတယ်ပေါ့နော်ကွာခြားလာတော့ပူ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 နှစ်နာလာတာက ဘယ်သူမှပြည်သူလူထုတွေဖြစ်နေတယ်ပေါ့ပါမသေးသေးမဲနဲ့တည်သွားရတဲ့ဟိုဟိုအောက်ထဲမှာပြိနေတဲ့အဲပြည်သူတွေပေါ့နော်ဒါတွေကသာဥစဉ်တို့တို့ရဲ့ဝိညာဉ်ရဲ့ငိုတန်းတွေဟာဒီနေ့အထိကြားနေရတော့မယ်ပေါ့နော်ဒါတွေဒီသိုးချိုးတက်ရောက်မှုတွေဖြစ်နေတာမှန်ပြီအဲဥစဉ်တို့ဟာဒီလိုသိုးချိုးတက်ရောက်မှုတွေကနေမှလွတ်မြောက်အောင်ဘယ်လိုကျော်လွှားကြမလဲဒါကိုဥစဉ်တို့ဆရာတို့ရဲ့ဘာသာရေးရှုထောင့်ကလည်းသွင်းနေပါဥစဉ်တို့ရဲ့ဒီဗုဒ္ဓရဲ့ရှုထောင့်ကလည်းသွင်းနေမယ်ဥစဉ်တို့ဗုဒ္ဓရဲ့ရှုထောင့်ကဘာလဲဆိုလို့ရှိရင်အချုပ်ကတော့ အတေဝနာတာဘာလာနံဗျနော်အတေဝနာတာဘာလာနံဆိုဘာလာနံလူမိုက်သူကိုအတေဝနာမပေါင်းတင်မမိွယ်ခြင်းလို့ဒါကတမျိုးကြဖွင့်တာလူမိုက်ရဲ့သဘောတရားဒီသူ့ရဲ့အပြောအဆိုအလို့အကန်အကျဉ်းစီတွေဟာအများကိုစိုးကျိုးတက်ရောက်မှုတွေဖြစ်နေပြီဆိုဒါလူမိုက်အလို့ပဲလူမိုက်အပြောလူမိုက်အကျံပဲသူတော့ဒီလူမိုက်ရဲ့အင်အားကြီးရင်ကြီးတယ်လို့သူ့ရဲ့ပတ်ဝန်းကျင်မှာတက်ရောက်မှုတွေအများကြီးဖြစ်တာမင်းအွန်လိုင်းအစကြီးတဲ့ဟိုအရင်အရင်အဲ လူမိုက်တွေရဲ့အင်အားတွေကနောက်မှာတက်တက်ကြီးရှိတယ်လေငွေကြီးတွေအမြောက်များရှိတယ်လေငါသေးသူသေးငါနေသူနေသူတဲ့လက်မယွန့်တရေတွေရှိတယ်လေဟွန်းဆိုတော့သူ့ရဲ့အင်အားကအလောက်တိထုတဲ့ကြီးမလာတဲ့ခါမှာတိုင်းသူပြည်သားတွေအထီးဒီနေ့ငလင်းခံရတဲ့အထီးကိုစိုးကျိုးတက်ရောက်မှုကဖြစ်လာတာဖြစ်တဲ့အတွက်အဲ့လိုလူမိုက်ကိုဘုရားကအတေဝနာမမီဝဲနဲ့မစိကတ်နဲ့လို့ပြောမပေါင်းတင်းနဲ့လို့ပြောတာဒါကြောင့်အတေဝနာရဲ့နောက်မှာသူတို့ကဘလောက်ထိ 街边的来走路居民，我帮得买，好得向俺买，向楼边买了蛋，嗯啊，大米也买，大米楼边也买了，今年楼金，李主就我在磨皮的嘛嘞，白沙也没，嗯，白沙边。阿对，我那在巴拉南也，我人路有他旧的嘛呢，我人手里在吃巴嘞，是喽。他叫么喽，第主，你买地，白沙南巴嘛，地主就在我们家，我们家吃巴嘞。今天他妈在月光里批的，是老李啦，阿对，我那在巴拉南老李经办。 ဖြစ်ပါတယ်ဟောတပည့်တော်တို့အစ္စလာမ်တပတ်မှာတော့ယာယွဲလာဒီနာအာမနုဝကူနုမအစွာတိကြီးပေါ့နော်ဟိုတပ်ဝင်ယုံကြည်သူအသင်တို့ဒီတစ္ဆာဝါဒီလို့နဲ့သာအတူတကွာယက်တီကြအလို့ဒီလိုဟွကျွန်တော်မြေကိုရာငါမိန်ကြားသူတို့ဝလာတူတီယောအမရလ်မုစလီဖီဒီအာနာရှင်တွေရဲ့အမိတ်မတမာသူတွေရဲ့အမိတ်ကိုဩဇာမခံကြနဲ့လို့ကျွန်တော်မြေကိုရာငါဒီလိုပြောပါတယ်ဟောတမန်တော်မုဟမ္မဒ်ကတော့ဘယ်လိုမိန်လဲဆိုတော့အသင်တို့ဟာတဲ့ ရေမွေးရောက်တဲ့လူနာကိုသွားရင်အသင်တို့စီမှာကရိုနာအမွေးနှံ့တာအသင်တို့ရမယ်ရှိမယ်အနေနဲ့အများအင်းအင်းထိုနေ့တူသွားပဲဗဘဲသမားရဲ့နေရာကိုသွားရင်တော့အသင်တို့အင်ဂျီတွေမီးပေါက်မှာပဲဆိုတော့ကျွန်တော်တို့ကဗဘဲနာတပိတော်တို့ကဗဘဲသမားနာမသွားပဲနဲ့ကရိုနာဘယ်နာမှာရှိတယ်ဒါရှာဖို့လိုတာပေါ့နောက်တစ်ခုကခုနဆရာပြောတာလေးကိုဟိုအဲ့သဘောကျလို့ဒါလေးကိုပြောပြီးနှိကုံးချုပ်ပါဆိုတော့အဲ့ဒါကပါလဲဆိုတော့အဲ49မှာ58မှာ 60နှစ်မှာ60နှစ်မှာဒါတွေဒီအာနာရှင်တွေဘာကြောင့်အာနာတွေကိုသူတို့ကအာနာရဲ့အမြင့်အရာတာကိုဘယ်သူကပေးလဲဆိုရင်မတမာတဲ့အယက်သားတွေကပေးခဲ့တာမတမာတဲ့အယက်သားတွေကပေးခဲ့လို့သူတို့သတ်ဆိုးရှည်နိုင်တာဆိုတော့ဒီနေရာမှာကျွန်တော်တို့ကိုယ်တိုင်ကတပည့်တော်တို့ကိုယ်တိုင်ကမြန်မာနိုင်ငံမှာနိုင်ငံရေးအချက်အတဲဖြစ်တိုင်းရန်ရှာခံရတဲ့လက်ရှိလူမျိုးတွေဖြစ်တဲ့အတွက်ဒီနေ့မှပြောချင်တာတချို့တွေက ကိုဒေတာတွေမှာဆရာနာရှင်တွေကမရင်းချင်းနဲ့လေတောင်းတိုက်ခိုက်တယ်ဒုက္ခပြေးတယ်တိုင်းကသူတို့မမုန်းဘူးမွတ်စလင်မတိတာမုန်းတယ်ဒီနေ့မြန်မာနိုင်ငံမှာငလျင်လှုပ်နေတဲ့အချိန်မှာခါးစားမှာဟိုမှာဒီဟိုဘုံကျဲတယ်ကောင်းတယ်သူတို့အများရှင်းသွားလေအေးလေပဲဒီဘက်မှာအာနာရှင်ကိုစကြည့်ပြီးဘာဖြစ်လို့ဟိုဘက်ကအာနာရှင်ကိုသွားပြီးကျွန်တော်တို့ကအားပေးနေကြတာကျွန်တော်တို့မှာဟိုကကြိုးရိုးတစ်ခုရှိဖို့လိုတယ်ဓမ္မနဲ့အာဓမ္မအာဓမ္မဝါဒီတွေကိုကျွန်တော်တို့က ဘယ်လူမျိုးဘယ်ဘာသာဆိုတာမရွေးဘဲနဲ့စန့်ကျင်တော်လာမှုအရေးကြီးတယ်ဆရာတို့ရဲ့ဒီယက်တီချက်တွေဆိုရင်ဆရာတို့မှာကျွန်တော်တို့ကျွန်တော်တို့လိုယုံကြည်ချက်တွေမရှိဘူးသို့တော့တော်လိုင်းနဲ့ပတ်သက်တဲ့အတွေးမြင်တွေသဘောကျတာဘာဖြစ်လို့လဲသူတို့မှာကြောရွရှိတယ်အာနာရှင်မှတမန်အကုန်စန့်ကျင်တယ်လူမျိုးပေါ်မှာဘာသာအပေါ်မှာခံစားချက်ပေါ်မှာမူမတည်ဘဲနဲ့ရံကာပြတ်ပြီးတော့တော်လန်စန့်ကျင်တယ်ဆိုတော့ဒီနေ့ငလျင်တန်လဲခံနေရတယ် ဒုက္ခမျိုးစုံနဲ့ကြုံတွေ့နေရတဲ့ဆရာနာရှင်အောက်မှာလည်းပင်ပန်းဆင်းရဲမှုအမျိုးစုံကိုခံနေရတဲ့ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေကိုဒီနေရာမှာကမေတ္တာရက်ခံကြတာကစစ်အာဏာရှင်ကိုပဲအဓိကကဘုံရန်သူအဖြစ်သဘောထားပါ။အင်းเนาะဘာသာတွေလူမျိုးတွေအတွေ့အမြင်တွေဟုတ်တော့ဟုတ်ပါလေ။ဘာဘာဖြစ်လို့တာကိုပြောတော့ဒီကာလကြော်သွားရင်အမျိုးသားကြီးဆိုတော့ဝင်းတာလူရခိတာဆိုတော့အင်တန်ကောင်းတဲ့အရာအမျိုးသားကြီးလို့ပြောတာ တဏ္ဍတယ်ပါဇက်တဏ္ဍတယ်တကယ်တော့အမျိုးသားရေမို့ဆရာနာရှင်အလိုကြကောင်းလိုက်တာဆရာဟုတ်ပါတယ်ဟုတ်ပါဖွဲ့စည်းထားတဲ့ဒီအမျိုးသားရေအမိခံအုပ်စုတွေကလာလိုက်မယ်မွတ်စလင်တွေရဲ့ပလီကြီးတောင်းတော်တွေဘာဖြစ်တယ်ညာပြဒီဟာတွေရောက်လာတယ်ခေါင်းထဲမထည့်ပါအဲ့ဒါတွေဟာဆရာနာရှင်အကြိုက်ပဲဆရာနာရှင်ကကျွန်တော်တို့ဂျားထဲမှာအဲ့ဒီလိုကွဲလွဲလေအဲ့ဒီလိုစကားတွေများလေလေ ဘာသာလူမျိုးခွဲလေလေသူတို့ဝမ်းသာလေကြိုက်လေလေပဲကြိုက်လေလေအဲတော့ဟိုဟိုရိုင်းရိုင်းသွားမယ်ဒီဥပမာလေးကခွေးဝမ်းသာအောင် လေလေမပြကြပါနဲ့ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေအခုလိုဟိုကပ်ဘေးဆိုးအမျိုးမျိုးအာနာရှင်ဆိုးအမျိုးမျိုးဒါကနေအများဆုံးလွတ်မြောက်ပြီးတော့အဲအင်းချမ်းသာယာတဲ့နိုင်ငံအများဆုံးဖြစ်နိုင်ပါစေလို့ဟိုဝမ်းနဲ့ကြည်ခွဲစွာပဲဆုတောင်းပေးနေကုန်းချုပ်ပါပဲဟာဟုတ်ကဲ့ပါကျွန်တော်တို့တမန်ကျန်းစာမှာတော့ဆာလံပထမမြောက်သောဆာလံ အပိုင်ငယ်တစ်ကနေသုံးပါမတရားသောသူတို့တိုက်တွန်းခြင်းတို့မလိုက်လူဆိုးတို့ဤလမ်းတွင် မရက်မနေမထီမဲ့မြင်ပြုသောသူတို့အစည်းဝေး၌မထိုင်ဒီလိုဒီလိုတားမြစ်ထားတယ်မတရားသောသူတိုက်တွန်းတဲ့တိုက်တွန်းခြင်းတော့ကိုမလိုက်ရအောင်အခုအာနာရှင်ဆိုတာတရားသောသူလားမတရားသောသူလားဒါစဉ်းစားကလေးရစာသိတယ်စဉ်းစားစရာကိုမလိုတာကလေးရစာသိတယ်အဲ့တော့ဒီမတရားသောသူကိုကျွန်တော်တို့အားပေးလို့မရဘူးနော်တိုက်တွန်းခြင်းသူတို့ရဲ့တိုက်တွန်းတဲ့သူတို့ရဲ့လောက်ရတယ်မှာပူပေါင်းပါဝင်လို့မရဘူး စန့်ကျင်တော်လမ်းအမှာဖြစ်တဲ့လူဆိုးတို့ကြီးလမ်းတွေမရက်မနေသူတို့သွားတဲ့လမ်းကိုရက်ကိုရက်မနေနဲ့နဲ့ရက်နေလဲပေါ်တာဆွဲသွားမှာလားကူစမှုလားစမှုလားဦးတယ်တဲ့လိုက်မှာရက်နေလဲအဲ့ဒါရက်ကိုရက်မနေနဲ့သွားကုန်ပတ်သက်နဲ့နော်မချင်းမပြန်ပြတော့အစည်းဝေးနိုင်မထိုင်အဲ့တော့ဒီလူတွေကိုခေါ်ဖိတ်ပြီးတော့ဒီလူတွေကိုအခုကျွန်တော်ခရမ်ဘက်မှာ MBC တွေနော် MCC တွေရှိနေတဲ့လူကြီးတွေလည်းကျွန်တော်ပြောချင်တယ်ဒီနေရာနေပြီးတော့မှမပြတ်တော့ဒီဒီဒီ ီမထိမမြန်ပြစောသူတွေအစီဝင်းနိုင်မထိုင်ကိုတော်တော်မထိုင်ရမအောင်ကိုထိုင်တဲ့အထဲကိုခေါ်သွင်းတယ်ဆိုတာအမင်္ဂလာပဲအဲ့ဒီဟာနော်ဆိုအဲ့ဒီအမင်္ဂလာဝယ်မြူကြပါနဲ့လို့နော်ကိုကကိုလုပ်ရင်လည်းကိုဝယ်မြူကြနဲ့လို့ကျွန်တော်တိုက်ပြောချင်တယ်ယေရှုခရစ်တော်ကတော့နည်းနည်းတော့သူကတော့ဒီနေရာမှာတော့နည်းနည်းပြတ်တယ်ဗျတတိလို့ပြောတာအချင်းအသီးသီးတဲ့အချင်းအပင်ဟာတဲ့ဒီအချင်းအသီးကမကောင်းမှု အသီးမကောင်းတဲ့ဟာကိုသီးတယ်ဆိုရင်သူ့အကိုင်းခုတ်လို့မရဘူးတဲ့ အပင်ကိုခုတ်လို့မရဘူးအပင်မှာလဲရအောင်မဟုတ်အပင်လဲလဲလို့မရပါအမြစ်ကလှမ်းရတာဒီအမြစ်ကိုချိန်ပြရတာချိန်ချင်းလောရတော့ပင်လဲသွားလိုက်လို့ချင်းနောက်တာအသက်ပေါ်အဲအဲကျွန်တော်ရဲ့ဒီအတွင်းထဲမှာဒီမဟုတ်တာရှိတယ်နော်ဒီရောက်ဘာလို့ရလဲဆိုတော့အမြစ်ကိုလှမ်းပြရတာလှမ်းပြပြီးတော့တခြားအသီးကောင်းတဲ့အသီးသီးဖို့အတွက်ကောင်းသောအမြစ်ကိုမျိုးစီကိုပြန်ပြီးတော့မှစိုက်ရတယ်တဲ့ဒါကြောင့်မလို့အခုတိုင်းပြည်မှာဗမာပြည်မှာ ဘလို့မှကောင်းကျိုးမထွက်လာတဲ့အသီးတွေတီးနေတဲ့ဒီဖက်စစ်စစ်အာနာရှင်ကိုအမြစ်ကနေပြီးတော့လှန်ပြီးတော့တခြားစီပင်တရားဝါပြုဖွံ့ဖြိုးတိုးတက်တဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးနဲ့ဓမ္မနိုင်ငံတည်ထောင်ဖို့ဟာဓမ္မအပင်အမြစ်ကိုပြန်ဆိုင်ဖို့လိုပါတယ်။ကောင်းလိုက်တာကျွန်တော်ပြောရင်းနဲ့ကျွန်တော်ဒီနေ့အတွက်တော့ကြောက်စကားအနေကိုချုပ်ပါလေ။လမ်းမောများစွာသောပြည်သူလူထုတရားလုံးရဲ့ကြီးမှန်းချက်ကအားလုံးတည်တဲ့အတိုင်းပဲ။စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးဖြစ်ပါလေ။ပြီးတဲ့အခါမှာအလံနဲ့လက်ဒုတိယအလံကတော့ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ဆရာတော်အမင်းရှိတဲ့အတိုင်းဆရာတော်တို့အမင်းရှိတဲ့အတိုင်းပါပဲအမြင့်လှန်ကြီးဖြစ်တယ်ဖက်စစ်စနစ်အမြင့်လှန်ကြီးဖြစ်တယ်ဒီမိုကရေစီနိုင်ငံတော်ထူထောင်ကြီးဖြစ်ပါတယ်အဲ့နှစ်ခုကိုသွားမှာဖြစ်တယ်တော့ဒီနေ့27နွေဦးတော်လိုင်းကြီးကလူလူတိုက်ပွဲပေါ်လက်နက်ကင်တော်လိုင်းကြီးကိုပေါင်းဆက်သွားပါပြီတိုက်ပွဲနှစ်ခုပေါင်းဆက်ပါတယ်အဲ့တော့88မှာပေါင်းဆက်တယ်အင်မတန်မှအားနေပါတယ်ကျွန်တော်ကိုယ်တိုင်က88မှာလက်နက်ကင်တော်လိုင်းကြီးလုတ်ခဲ့ပါတယ်တက်ကတော့ဆရာဘွားနဲ့14နှစ်လုတ်ပြီးတော့တောခိုတယ် တပည့်တွေနဲ့သူတော့ကိုတယ်တိုက်တယ်သို့တော်လည်းပဲလူလူတိုက်ပွဲတွေကနေပြီးတော့လက်နက်ကင်တော်လိုင်းလုတ်တဲ့ခါကျတော့လူလူတိုက်ပွဲနဲ့လက်နက်ကင်တော်လိုင်းကိုမပေါင်းဆက်နိုင်ခဲ့ဘူးဒီနေ့27ຫນွေဦးတော်လိုင်းရလူလူတိုက်ပွဲနဲ့လက်နက်ကင်တော်လိုင်းကိုပေါင်းဆက်လိုက်တဲ့ခါကျတော့ဒီနေ့၄နေတော်တဲ့မှာပဲအယံအောင်မြင်တယ်ကျွန်တော်တို့ဒီနေ့27ຫນွေဦးတော်လိုင်းရလုတ်နေတဲ့စစ်အာဏာရှင်စနစ်အမြင့်ဖြတ်ဖြတ်သိမ်းရေးကိုနိုင်မှသာလင်ဒီစစ်အုပ်စုကိုပယ်ဖြတ်လို့ရမယ်စစ်အုပ်စုကိုနေရာမှာပေးပဲနဲ့ ကျွန်တော်တို့ဒီမိုကရေစီနိုင်ငံထူထောင်လို့ရမယ်အဲ့တော့ဒီစေအုပ်စုရှိနေသမျှကာလပတ်လုံးဆီအနာရှင်စနစ်တဆိုးရှိနေမယ်အဲ့တော့ဒါကြောင့်မလို့အကျိုးနဲ့အကြောင်းနဲ့ပေါ့နော်ဒီ position ကတော့အကြောင်းတရားကတော့ဆီအနာရှင်စနစ်ပဲဒီအကြောင်းတရားကကျွန်တော်တို့အတွက်ဆိုးကျိုးတွေဖြစ်တယ်တိုင်းပြည်ဘက်တော့မှလည်းမကောင်းခဲ့ဘူးဘယ်တော့မှလည်းမတိုးတက်ဘူးမဖွင့်ကျိုးဘူးငြိမ်းချမ်းရေးလည်းမရခဲ့ဘူးဗျာအဲ့တော့ဒီဟာတည်ခံဖြစ်တယ်အော်ဆီအနာရှင်စနစ်ကဒါတည်ခံပဲဒီစနစ်ကြီးကိုကျွန်တော်တို့ဖျက်သိမ်းနိုင်ပြီဆိုလို့ရှိရင် ဒီနေ့ကြာရောက်နေတဲ့ကျွန်တော်တို့ရရှိနေတဲ့မဖြစ်မီမလို့ခြင်းမဲ့ရရှိနေတဲ့เนาะဆိုးကျိုးတွေကိုပယ်ဖြစ်နိုင်မှာဖြစ်တယ်လို့ပြောခြင်းဖြစ်ပါတယ်အဲ့တော့နောက်တစ်ချက်ကတော့ဒါဟိုညီကုန်းကျုံပေါ့လေမြေကလင်းကလှုပ်လိုက်တဲ့အခါကျတော့စိအုပ်စုကတော့ဆရာတော်တို့ဘယ်လိုများသဘောထားမယ်မသိဘူးစိအုပ်စုကတော့ဒီမြေကလင်းလှုပ်တာကိုသဘောကျမယ်ဗျာကျတာပေါ့အဲဘာကြောင့်လဲဆိုတော့ကျွန်တော်လည်းသူဘုံကျဲဖို့အတွက်ဟုတ်လားတနက်ဝယ်ပြီးတော့ဒုဒုတွေတတ်ဖို့အတွက်က တိတ်မလို့တော့เนาะအဲ့တော့အဲ့ဒါလေးညကုန်းချုပ်တော့ဒီကဗျာတပုတ်လုံးမဟုတ်ပဲねလေးချောင်းလည်းပဲရုပ်ပြီးတော့ညကုန်းချုပ်ပြရတယ်အဲ့ဒါဘာလဲဆိုရင်ဖက်စစ်နဲ့ငှက်လျင်စစ်မြေပြင်ဗျိုင်းသူရှင်တွဲသက်ဖြတ်တုံးねပြည်သူအလောင်းတွေပူရီအောင်ဖုံးလူပုံရိပ်မျိုးပျောက်ွယ်သုံးတယ်နှစ်ခုပေါင်းစပ်ပြီးတော့စစ်အာဏာရှင်သမားတွေကလည်းပဲဒီမြေငလင်လှုပ်တာကိုသဘောကျတယ်เนาะအဲ့တော့တိုင်းပြည်ကပြတ်သုံးသွားပြီ သို့တော့ဘဲစစ်အာနာရှင်စနစ်မှာဘဲစစ်ပွဲမှာမဆူရပါဆိုဒုတိယကမ္ဘာစစ်နော်ယုရုပတိုက်တာပန်း60အသက်ပြရတယ်အရှိတောင်အချာမှာဂျပန်ကိုတွန်လှန်တာပန်း30อืมတပိတော်တို့ဗမာပြည်ကအာ6သိန်းအသက်ပြရတယ်อืมနော်6သိန်းအသက်ပြရပါတယ်ဆိုတော့စုစုပေါင်းတော့ပန်း30အရှိတောင်အချာမှာဒုတိယကမ္ဘာစစ်ကြီးကလူပန်း90အသက်ပြရတယ်อืมဒါမြင်လူမျိုးတုံးသွားပြီလား မတိုးပါဘူးဒီနေ့ကျွန်တော်တို့ရှင်းနေတယ်လေအဲ့တော့ပြောကျင်တာကစစ်အာဏာရှင်စနစ်ကတော့လကောင်းဘဲစစ်ပွဲမှာမှဘဲမြေကလေးမှဘဲတဘာဝဘေးတာမှ လူမျိုးတွေကိုဟုတ်လားကိစ္စတုံးအထိမစီနိုင်သမျှကာလပေါ်တော့ကျွန်တော်တို့အောင်ဝဲခံမယ်အဲ့တော့ပြောကျင်ပါလေဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါငရင်ကြောင့်လည်းပဲတော့မှမသိတော့နိုင်ဘူးပေါ့ဒါပေမဲ့အဲ့ထဲကထွက်လာတဲ့သင်္ကန်းသားတွေအများကြီးမွေးမြူပြီးတော့ဟုတ်ပါတယ်ပြီးတော့ငါတို့ဘလို့ရှင်းတန်ကြမလဲဆိုတော့ နေသားမျိုးနဲ့ဦးဇင်းတို့ကရှစ်ဆက်ကြရမှာပေါ့နော်ဆက်ကြရမှာဆိုတော့ဦးဇင်းတို့ဗုဒ္ဓကဟိုအကြောင်းနဲ့အကျိုးဒီနှစ်ခုမှာအကျိုးကိုပယ်တတ်တဲ့ဝါဒမဟုတ်ပါဘူးအကြောင်းရင်းကိုပယ်တတ်တဲ့ဝါဒဖြစ်ပါတယ်ဒီမကောင်းတဲ့ဆိုကြဘာကြောင့်ဖြစ်တယ်မကောင်းတဲ့အကြောင်းရင်းကြောင့်ဖြစ်တယ်ဆိုပယ်တတ်ပါတယ်အေးဒါကြောင့်မလို့အကြောင်းကိုပဲပယ်တတ်တာဖြစ်တယ်အခုရင်းကလေးကြောင့်ဖြစ်လာတဲ့အန္တရာယ်တွေကိုဝိုင်းဝန်းပြီးတော့မှကုကြတယ်ပတ်ညတယ်နော် ဟိုစိုက်ထုတ်ကြတယ်လောရက်ကမှန်ကန်တယ်ဒါလောရမယ်အရာဖြစ်တယ်တော်တော်လေးပဲဒါအဆုံးပတ်နိုင်မဟုတ်ပါဘူးဟုတ်ဟုတ်အဆုံးမဒါအကျိုးကိုမကောင်းတဲ့စိုးကျိုးတက်ရောက်မှုတွေကြောင့်မကောင်းတဲ့အကြောင်းတရားတွေကြောင့်ဦးဇင်းတို့ကဒီအကျိုးဖြစ်လာတာဒီအကျိုးကိုဦးဇင်းဖြည့်ရှင်းနေတာဖြစ်တယ်ဒါကြီးဖြည့်ရှင်းဖို့ပဲဖြစ်တဲ့ခဏခဏဒါပါမှန်တယ်ဒါပါကြပါဒါပါတက်ခံပါလေဒီအကျောင်းရင်းကဘာကြောင့်ဖြစ်တာလဲဆိုတော့ကျောင်းကိုစက်စ်ပြီးတော့အကျောင်းကိုပယ်တတ်ကြမှာဖြစ်တယ်ပြီးတော့ ဖက်သစ်စစ်တပ်မရင်တပ်ကြောင့်ဒီနေ့ဒီအကျိုးတွေဖြစ်တာဖြစ်တဲ့ဦးသိန်းတို့ဟာဖက်သစ်စစ်တပ်မရင်တပ်ကိုပယ်တက်နိုင်မှထေရှားနိုင်မှဒီဆိုကျိုးတရားမှုတွေဒီကောချုပ်သွားမယ်ဒီနေ့27လူငယ်တွေကသွေးကြွေးမှာဆွေးနွေးကြမရှိဟုတ်ပြီဒါနောက်ဆုံးပွဲငါတို့တွေနိုင်ကိုနိုင်ရမယ်ဆိုတဲ့ဇွဲအားမှန်နဲ့အကျောင်းကိုပယ်တက်နေတာဖြစ်ပါတယ်ဗုဒ္ဓအလိုကြအကြောင်းကိုပယ်တတ်နေတာဖြစ်ပါမှန်ပါဗျာမှန်ပါဗျာဒီအကြောင်းပယ်တတ်မှုတွေတဲမှာငါတို့တွေဘယ်တော့ငါပါဝင်ညမလဲ ဆိုတာကို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 တယောက်ဦးချင်းတယောက်ချင်းဒီတိုင်းမှာပါဝင်နိုင်ဖို့ကြိုးစားကြရပါလိမ့်မယ်အဲ့တော့နိုင်ရုံကိုထံပြရတောင်းကိုယူပြီးတော့27မြို့ဒေါ်လာကြီးအောင်မြင်နိုင်မှဒီဆိုချိုတယောက်မှုတွေကကင်းကွာမှာဖြစ်တဲ့အလုံးကြီးကြီးညွညွနဲ့ဦးသွင်းတို့တွေနိုင်ရာကနေပါဝင်ပြီးတော့မှမကောင်းတဲ့ကြောင်တရားကိုဖန်တီးနေတဲ့ဆရာနာစစ်မိတ်စာစစ်ဘလူးကိုမမဝိုင်းဝန်းပြီးတော့ပေးတတ်ကြပါသို့လို့ပြောကြားခြင်းနဲ့ဒီဆွေးနွေးပွဲတကဝိုင်းကိုနေကုန်ကပါသွန်တာပါတယ်ခုလိုပါဝင်ဆွေးနွေးပေးကြတဲ့ မော်လနာဟာဖစ်ဂါဒီဆရာဥဆုံးနေဦးလက်ခါတော်ရဆရာတရာပေဒရုနဲ့ကြပြဆရာအက်ဒီတာဆရာဥဆုံးချင်တို့ကိုကျေးဇူးများစွာတင်ချီပါတယ်ပြီးတော့လည်းကျေးဇူးတင်ပါတယ်ဗျာကျေးဇူးတင်ပါတယ်